ကဲလုပ်ငန်းနှစ်ခုတစ်ချို့စူးစမ်းပြီးလုပ်ကြည့်မယ်နော်ဇယောက်ွက်လေးပေးထားတယ်ဇယောက်ွက်မှာ6ွက်ပေးထားတယ်နော်အဲ့တော့ပထမ3ွက်ကတက်ရှိအမီရေးပေးရမယ်ဒူရီကအောက်ဆုံးမှာရှိတဲ့3ွက်ကကြတော့တက်မဲ့အမီရေးပေးရမယ်တအားရဲ့အိမ်ပတ်ဝန်းကျင်မှာ ိမ်မှာတက်ရှိတွေတက်မဲ့တွေတွေ့ရဲ့အမိတွေကိုရေးပြရမယ်။ရေးပြီးပြီးရင်ဒီဘက်ပါအောက်သမီးတို့ကဟဲ့တက်ရှိဆိုရင်ရေးတောင်းနိုင်လားအစာစားနိုင်လားရွေးရှားနိုင်လားကြီးထွားနိုင်လားဟုတ်ပြီလုံနိုင်တယ်ဆိုရင်အဲ့လုပ်ငန်းတောင်းဝန်လုံနိုင်တယ်ဆိုလို့ရှိရင်အမှန်လေးချစ်ပေးပါ မလုံနိုင်ဘူးဆိုလို့ရှိရင်တော့အမားလေးတွေကိုချစ်ချစ်ချစ်ပေးပါဘာမှချစ်ရမှာလဲဇယားကွက်ထဲမှာ เนาะလုပ်ငန်းနှစ်ဆိုတဲ့ဇယားကွက်ထဲမှာတောက်သမီးတို့ကလုပ်ပေးရမှာဖြစ်တယ်။ကဲအဲ့တော့ဆိုလို့ရှိရင်ဇယားက6ခွက်ရှိတယ်။အပေါ်ပိုင်း3ခွက်ကတက်ရှိတွေကိုတောက်သမီးတို့ကရှာဖွေပြီးတော့နံမဲလေးတွေရေးမယ်။ဒူရီကအောက်ဆုံး3ခွက်မှာဆိုလို့ရှိရင်တော့တက်မဲ့လေးတွေနံမဲလေးတွေကိုရေးမယ်။ပြီးရင်အဲ့တက်မဲ့ကလုံနိုင်တယ်ဆိုရင်လုံနိုင်တဲ့အကွက်လေးကိုအမှတ်ချက်မယ်။မလုံနိုင်ဘူးဆိုလို့ရှိရင်တော့မလုံနိုင်တဲ့အကွက်ကိုအမှတ်ချက်မယ်။ပထမဦးဆုံး တင်မာကြီးချေကကြီးချေပဝန်းရင်မှာဆိုလို့ရှိရင်အိမ်မှာကြီးချေဆိုရင်တိရစ္ဆာန်လေးမွေးထားတယ်။ကြောင်လေးမွေးထားတယ်။အဲ့တော့ဒီမှာကြီးချေကကြောင်လေးဆိုပြီးနာမည်ရေးလိုက်။ဟုတ်ပြီ။ကြောင်ကတိရစ္ဆာန်ဖြစ်တဲ့အတွက်သူကရှီတောက်နိုင်တယ်။အစာစားနိုင်တယ်။ရွေးရှားနိုင်တယ်။ကြီးထွားနိုင်တယ်။အဲ့တော့ကြီးချေကအဲ့ဇယောက်ကအထက်မှာသူလုံနိုင်တာ၄ခုလုံးလုံနိုင်တဲ့အတွက်ဇယောက်ကလေးခုလုံးကြီးချေကအမှန်ချင်မယ်။ ဒါကသက်ရှိကဲအောက်ဆုံးမှာ၃ဝက်မှာတတ်မဲ့ကဲတတ်မဲ့မှာဆိုရင်ဒီချေကဒီချေအိမ်မှာဆိုရင်ဘီယူရှိတယ်ရေကဘီယူလို့ထည့်လိုက်ကဲဘီယူကတတ်မဲ့ဖြစ်တဲ့အတွက်သူရေတောက်နိုင်လားဟွမတောက်နိုင်ဘူးအဲကြောင့်ဒီချေကအမှထဲမဲ့ဟုတ်ပြီအစာစားနိုင်လားမစားနိုင်ဘူးအဲ့တော့အမားလေးထည့်မယ်ဟုတ်ပြီဘီရောကရွေးရှားနိုင်တာ ရွေးရှားနိုင်အောင်เนาะဒီ share တို့ဟာဗီဒီယိုကိုဒီတောက်လေးမှာထားခြင်းလဲဆိုရင်ဗီဒီယိုဒီတောက်မှာထားပါဆိုပြီးတော့ဗီဒီယိုကလာလာလာဦးလေးเนาะဒီ share တို့ကိုယ်တိုင်ဗီဒီယိုကိုရွှေ့မှပြီးတော့เนาะဒီ share တို့လိုချင်တဲ့နေရာမှာထားတယ်အဲ့တော့သူကိုယ်တိုင်ရွေးရှားနိုင်အောင်အဲ့တော့သူကိုယ်တိုင်ရွေးရှားနိုင်တဲ့အကွက်မှာဒီ share တို့အမားလေးချင်းမဲကဲဗီဒီယိုကြီးလာတာကြီးလာဦးလေးเนาะဝယ်တဲ့ကဒီပုံပဲအဲ့တော့ဗီဒီယိုကကြီးထားမှုရှိတဲ့အတွက် share တို့ကအမားလေးချင်းမဲ ဟုတ်ပြီเนาะဒါကတော့တော့မြို့စူးစမ်းပြီးတော့ဒီစင်းနဲ့တူတူလုပ်တဲ့လုပ်ငန်းနှစ်เนาะဇေယျကွက်မှာဆက်ပြီးတော့တော့မြို့စူးစမ်းပြီးတော့ဂျန်နဲ့နှစ်ကွက်ကိုဆက်ပြီးတော့ဖြည့်ကြည့်ပေါ့เนาะဒီခြေကတော့ဇေယျကွက်မှာရှိတဲ့လုပ်ငန်းတာဝန်တွေကိုဥမာနေနဲ့တရှိရာတစ်ခုတမရာတစ်ခုပြောပြပြီးသွားဖြစ်တယ်တော့မြို့စူးစမ်းပြီးတော့လုပ်ကြည့်เนาะကဲဟုတ်ပြီအဆိုရင်ဒီခြေတို့ဆက်ပြီးတော့လေ့လာကြရအောင်